မိမိတို့ဥပဒနာလုပ်လုပ်ဖို့ရဟာတဲ့ဘုန်းကြီးများကလည်းတိုက်တွန်းတယ်ပြစ္ဆုတ်ပံတန်တရားနဖျားကျိုးကို များစေနိုင်တယ်ဆိုတာမှတ်ကြရမှာပြစ္ဆုတ်ပံတန်တရားနဖျားကျိုးကို များစေနိုင်တယ်လို့မှတ်ရမှာအဲ့တော့ကိုဝိပဿနာတစ်ခါရှုဒီဘက်ကနေပြီးဒီကရတရားဓမ္မတွေကကိုယ်စိတ်ကလေးတစ်ခုထားတာပေါ့ လောဘရှိဖြစ်ဖြစ်ဒေါသရှိဖြစ်ဖြစ်မောဟရှိဖြစ်ဖြစ်ဝိဇိကိစ္ဆာရှိဖြစ်ဖြစ်ပြန်လည်းနဲ့ရှိဖြစ်ဖြစ်ထားတာပေါ့ဥလာဘုရောတကားဆိုင်တော့ကနော်ဒါရဖြစ်ပြီးပြတ်တာပဲလို့ဆိုရသည်မခင်ကသိတာပဲမခင်ကသိတော့ဘယ်နှခါသိကြရုံဆိုတာတကားဆိုင်တော့ဥလာဘုရောမေးဖို့လို့မခင်ကဘယ်နှခါသိကြရုံလို့မေးလို့ရှိရင်ဖြင့် ထမတဏ္ဍမနဲ့တခါသိသိပြီတဏ္ဍမစိတ်ကလေးချုပ်နောက်နှစ်နံပါတ်နဲ့သိပြန်တယ်ကောင်းပြီဒါဖြင့်နောက်ခုနှစ်နံပါတ်နဲ့သိဒါဖြင့်ခုနှစ်ခါသိတာပေါ့ခုနှစ်ခါသိတယ်လို့မှတ်ကြရမယ်အဲ့တော့ကိုဗုဒ္ဓဘာသာဖြစ်ပျက်ကိုတခါရှိလိုက်လို့ရှင်သိတဲ့စိတ်ခုနှစ်ကြိမ်ဖြစ်တယ်လို့မှတ်ပါသိတဲ့စိတ်ခုနှစ်ကြိမ်ပါလေ ခုနှစ်ကြိမ်ဖြစ်တယ်လို့ပြောတယ်။ဒါဖြင့်ကျတော့ဘယ်စိတ်ရှုရှုဇောခွန်ကြိမ်ဖြစ်တယ်လို့ကုလဘုရတကတိုက်တို့ကဖွင့်ရပါဘူး။ဘယ်ခါရှုရှုခုနှစ်ကြိမ်ဖြစ်ပါလဲ။ခုနှစ်ကြိမ်ဖြစ်တယ်ဒီညံသောတခုတည်းညံညံတခုတည်းကိုမဂ္ဂင်၈ပါးကိုကတရားဓမ္မတို့မဂ္ဂင်၅ပါးနဲ့ဖြစ်လဲဒီထဲလည်းမဂ္ဂင်၅ပါးနဲ့တစ်ချိန် ဒါလည်းမကငါးပါးနဲ့ဘယ်နှကြိမ်ပါလိမ့်အောင်ခုနှစ်ကြိမ်ဖြစ်တယ်လို့မှတ်တာတော့မကငါးပါးနဲ့ရှိလေခုနှစ်ခါဖြစ်တယ်လို့မှတ်ရသဘောကျကောင်းပြီဒါဖြင့်ဩဒုပဒနာရှိတဲ့ခါကျတော့ဥပဒနာမဲ့သောဟာခုနှစ်ခါတောင်ဖြစ်ပါရလားလို့ကိုယ်စိတ်ထဲမှတ်ထားကြတခါရှိရင်ဘယ်နှခါဖြစ်တယ် <laughs> ဖြစ်ပြကလေးကိုမြင်တယ်လို့ဆိုလို့ရှိရင်ဖြင့်ခန္ဓာဖြစ်တယ်မှန်ပါပါဘုရားအဲ့တော့ခန္ဓာဖြစ်တာကိုဓမ္မတွေကသိထားတော့မှာဟောတို့တစ်ခါအဖြစ်ပြကလေးတစ်ခါရှုလိုက်ရင်ဇောခွန်ကြိမ်တောင်ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုဓမ္မတွေကမှတ်ထားရမှာကောင်းပြီဒါဖြင့်ဇောခွန်ကြိမ်ဖြစ်တော့ တပည့်တွေတော့ခုနှစ်ခါသိတာပေါ့ဗျာဖြစ်ပြက်ခုနှစ်ခါသိတာပေါ့လို့ဆိုတာဒကာရမတွေမှတ်ထားအဲ့ဒါဒီဥလဘုရောဒကာသိတုကအကျိုးပေးကိုရှင်းပြအောင်အကျိုးပေးရှင်းပြအောင်မယ်တဲ့ဒကာရမတို့ကုနောက်ရှင်းမှာပါပါလိမ့်အကျိုးပေးရှင်းပြအောင်မယ်ဆိုတာမှတ်ပါပထမဒီစိတ်ကလေးဒီထဲမှာလည်းမဲ့ခင်ငါးပါးပါတာ စေနာလည်းပါတာပဲမကငါပါလည်းပါတယ်စေနာလေးလည်းပါတယ်ဒီထဲမှာပါတဲ့စေနာကဒီဘဝအကျိုးပေးရမယ်လို့မှတ်ပါတဘောကြဒီဘဝအကျိုးပေးရမယ်လို့တရားဓမ္မတွေမှတ်ထားကြပါဒီဘဝဘယ်ချိန်ကစအကျိုးပေးမှာတုံးလို့မဲလို့ရှင်းမြအခုချိန်ကစပြီ9ရက်အတွင်းသောမဟုတ်ရင်ခန္ဓာလအတွင်းသောမဟုတ်လို့ရှိရင်ခန္ဓာလအတွင်း ဒီထဲပါတဲ့မဲ့ခင်ကချိုးပေးမယ်မဲ့ခင်ဆိုတော့ကြောင်းကောင်းချိုးသာပေးလိမ့်မယ်လို့ဒကာဓမ္မတွေကမှတ်ထားပါဘုရားဒါဖြင့်ဒီလုပ်ဒီလင်းလင်းမြန်မြန်ချိုးပေးတဲ့လုပ်ပေါ့ဗျာရှင်းညရှင်းပါဘုရားဒါဖြင့်ဒိဋ္ဌာဓမ္မချိုးပေးတာပထမဇောပဲဘုရားဥပဒနာရှိတဲ့ပထမဇောကဘယ်ချိန်ချိုးပေးပါလဲ ဒိဋ္ဌာဓမ္မအကျိုးပေးတယ်လို့ဒကာဓမ္မတွေကမှတ်ထားပါဘယ်ဒိဋ္ဌာဓမ္မဆိုတာဘယ်လိုပါလိမ့်မလို့ဆိုတော့ယခုရှိတဲ့ချိန်ကစပြီး9ရက်အတွင်းဒီကျုံပေးရင်9လအတွင်းဟာဒီ9လမှာကျုံပေးရင်အဲ့ဒါသူ့စွန့်ရည်သတ္တိရှိပရမဇောရဲ့ဗာရမခင်အကျိုးပေးပုံကိုကန့်တက်လိုက်တဲ့ရဲ့သဘောကြဒါကြောင့်ဒကာဓမ္မတွေ ဖြစ်ဖြစ်ရှုပါရှုပါဆိုတဲ့ဥစ္စာဒီပရမဇောများများပေါ်အောင်လို့ခိုင်းနေဒီပရမဇောများများပေါ်အောင်လို့ခိုင်းနေတယ်လို့ကုလဘူးမှတ်ရလိမ့်မယ်မှန်ပါပါဘုရားဒါဖြင့်ဒီပရမဇောကိုဆရာဘုန်းကြီးကဘယ်နဲ့ကြောင့်ပေါ်စေခြင်းပါလိမ့်မလဲပရမဇောကဝိပဿနာပရမဇောလည်းဖြစ်အမြတ်ဆုံးပရမဇောလည်းဖြစ်ဒါနကုသိုလ်တဲ့လေဒါနကုသိုလ်ပရမဇောတဲ့လေသူကမြတ်မှန်ပါပါ

တရားဓမ္မတို့သူချုပ်ပြီးမှဒုတိယဇောကမြင်တာကိုရှင်းမလားရှင်းပါပါဒုတိယဇောချုပ်ပြီးမှဖြစ်ပျက်ကိုတတိယဇောချုပ်ပြီးမှသဘောကျအင်းသရုတ်ဇောချုပ်ပြီးမှပြေသမဇောချုပ်ပြီးတော့မှသတ္တမဇောကဖြစ်ပျက်မယ်သတ္တမဇောချုပ်ပြီးမှသတ္တမဇောကမြင်တယ်ဆိုတော့ကျွတ်မဥပဒနာရှုတဲ့စိတ်ကုန်သွားသဘောကျ အဲ့ဒါကိုအကျိုးပေးရကံလာဆိုတော့ပထမဇောကဒကာဓမ္မတွေကိုအကြောင်းတရားဆိုင်လို့ကတ္တေအန္တရေတွေတွေးမဲ့ကြအောင်တော့သူကအကျိုးပေးပလိုက်သူကပထမဇောကအကျိုးပေးနေတော့ကောင်းကျိုးပေးနေတော့ဟိုအရေကမလာနိုင်တော့ဘူးသဘောကျ

ဒါရင်ဥပဒနာတခါရှုလိုက်တယ်ရှင်ခုနှစ်ကြိမ်ဖြစ်တော့ကျေးဇူးမများတယ်လို့ပါသေးတယ်ဒီဘဝအတွက်ကပထမဆုံးနောက်ဘဝအတွက်ကဒီတတ်တယ်မဆိုနောက်ဘဝအတွက်ကရှင်းမလားနောက်ဒုတိယဘဝအတွက်အလေဆုံးငါးဆက်ကတတိယကဆက်ရင်နိဗ္ဗာန်ရသည်ဘဝတောင်သူတို့အကျိုးပေးမယ်ရှင်းမလားပထမဆုံးကဒီဘဝအတွက် ရှင်းပြီနော်သတ္တမဇောကဒုတိယဘောဒုတိယထည့်ပေးနောက်နောက်တည်းကရှင်ကြီးကိုသတ္တမဇောကဘယ်ဘောကျုပ်ပေးမလဲသဘောကျအလေဆုံးငါးချက်ကတတိယဘောကစရနိဗ္ဗာန်မရမချင်းကျုပ်ပေးမလဲသဘောကျဒါဖြင့်ယခုဘောကျုပ်ပေးမယ်ဇောကဘယ်ဇောပါလိမ့်ဒါဖြင့်ယခုဒကာရမတွေ အမျိုးမျိုးဘုံဘုံဒုက္ခယောဂတွေဖြစ်တဲ့အဆရှိသည်ပေါ့ဗျာကတ္တေကအမျိုးမျိုးရှိပေဆက်အန္တရာယ်တခုတည်းများပေအမျိုးမျိုးဘုံဘုံမရှိကြဘူးလားရှိကြပါဘူးအဲ့ဒါတွေကိုယခုဘုရားဇောခံရင်ထဲမှာဘ누구ကကာွယ်ပေးလိုက်ပဲဆိုတာယနေ့ရှင်းပြရှင်းပြတော့ဘာတွေ့ပါလိမ့်ကတ္တေရှင်းမလားရှင်းပါဘူးဒါဖြင့်စစ်တို့ကလည်းငင်းကျေးဇူးရှိမှာကဘ누구ပါလိမ့် ပထမဇောပဲဆိုတာဒကာရမတွေကမှတ်ထားပါဒါြင်ပထမဇောလာရင်လဲအလေဇော၅ခုကလဲလာမှာပဲပထမဇောကလာမှာပဲဆိုသဖြင့်ဥပါဒနာရှိရင်လဲဒီခန္ဓာချင်းငပေါ်ပဲနဲ့မနေပါဘူးသဘောကျဒါဖြင့်ပထမဇောစီမနေ့ကလည်းပြောခဲ့တယ်ဒီနေ့ထပ်ပြီးပုံစံချပြီးဝေဖန်ပေးပါတယ် ုံစံချဝေခံပေးလိုက်တဲ့တွေ့ဒီဓမ္မတွေမှာအင်းဒီဥပဒနာပထမဆုံးမပေါ်ပေါ်တို့ကျိုးစားမှပဲလို့ဖြစ်ပြမြင်လဲသူကပေါ်တော့တာမပေါ်ဘူးလားပေါ်လို့ရှိရင်လဲသူတဲမှာပါတဲ့မက်တွေကအကျိုးပေးရင်ဘယ်တော့အကျိုးပေးမလဲအေးယခုနေ့ကစရည် เอขุนเนี่ยด้วยขุนละด้วยขุนเนี่ยด้วยดะทุกัตติโซราปอบละดาเปยะธรรมะฤအမျိုးမျိုးဖုံဖုံသောအန္တရာယ်တွေပါတွေကိုယခုဘဝကာကွယ်ပေးမှာဖြင့်သူပဲသဘောကျအမျိုးမျိုးသောကတ္တယအန္တရာယ်တွေကြောက်เสียလန့်เสียရီလာခဲ့လို့တရားဓမ္မတွေမှာကြုံလို့ရှိရင်တရားဓမ္မတွေဆရာဘုန်းကြီးက လက်နဲ့ကောင်းပေးတာလက်နဲ့ကောင်းပေးတော့ဟေးဒီပရမဇောဟာတန်ငင်ညမဟုတ်ဘူးနော်ဟုတ်လားအလုံးကိုကျူးဝေးထက်တယ်ဆိုတာသဘောကျဒါကြောင့်သူဒိဋ္ဌဓမ္မဝေဒနိယကံလို့ဆိုတယ်ဘာကံနဲ့ဒိဋ္ဌဓမ္မကျူးပေးတဲ့ကံပဲဆိုတာပရမဇောကိုဆိုတာပဲရှင်းကြရှင်းပါကောင်းပြီဒါဖြင့် ပထမဇာတိဒိဋ္ဌာရမရုပ်ပိတိုင်တယ်ဆိုတာသဘောကျကြ။ဒါပြန်ဥပဒနာရှုတိုင်းရှုတိုင်းပထမဇောပါရလံပါဘူး။ပါတိုင်းပါတိုင်းချက်တို့သည်ခုနှစ်ရက်တွင်ခုနှစ်လအတွင်းခုနှစ်နှစ်အတွင်းသူ့ကျိုးဝေးကိုချက်တို့ကိုယ်ပိုင်ရလိမ့်မယ်ဆိုတာကတော့ဖြင့်အမှန်ပဲ။သဘောကျ။ဒါပြန်သူစီချက်တို့ဥပဒနာဤအန္တရာယ်တွေကိုလည်းကာကွယ်ပေးမှာ။ဟုတ်ကဲ့လား။ ရောက်ကြလန်ကြရပြောစံကြဆိုစံကြမြေမြုပ်ဖုံဖုံလေးပေါ့ဗျာအဲ့ဒါလေးကိုလည်းပရမဇောမရှိတဲ့ပုဂ္ဂိုလ်မှာကုသိုလ်ဝိပဿနာပရမဇောမရှိတဲ့ပုဂ္ဂိုလ်မှာမကားခွင်နဲ့ဝင်လာမှာပဲဝိပဿနာပရမဇောရှိတဲ့ပုဂ္ဂိုလ်ကြတော့ရှင်းမလားရှင်းပါဘူးဒါဖြင့်ဒီလောက်ကိုတရားဓမ္မတွေဒီကျူးစားလောက်ရလိမ့်မယ်ဆိုတာကို မနေ့ကလည်းသတိပေးခဲ့ ဒီနေ့လည်းသတိပေးပြန်တယ်ဆိုရသည်တရားဓမ္မတို့အရင်တဲ့ဝရိယပူပေးပါလို့တိုက်တွန်းတာပါပဲဘေးတမလားကောင်းပြီဒါဖြင့်ဒီဗြဟ္မဇောတိတရားဓမ္မတို့ဤကုသိုလ်ဗြဟ္မဇောလည်းဖြစ်နေသောကြောင့်ကိုးစားရအားထားရအစ်စ်ဆိုတာပေါ်ပါလားဒါဖြင့်ခင်ဗျားတို့ကိုယ်ဆိုင်ရာအထာရရှိသည်ကုသိုလ်ပထမရောပဲဆိုတာမှတ်ထားပါ ။ဒီပြင်သတ္တမဇောရဲ့ဒုတိယဘဝမှာကိုးစားရအားထားရမှာ။အလေဇောရဲ့တတိယဘဝကစပြီးမှသူကကျုပ်ပြီးမှဖြစ်နေတော့သူကိုးစားလေတတိယဘဝကကြမှာသူကကူညီပေးမှာကို။ဒါပြင်သူတို့ကူညီတကယ်တမ်းလည်းများများပေးနိုင်တဲ့ဥစ္စာကိုချွတ်တို့သည်အရေးမကြီးဘူးလား။အရေးကြီးတော့တရားသိပဲဇောပါလေ။ဟုတ်ပါဘူး။ပေါ်ကလား။ပေါ်ပါဘူး။ဒါပဲတရားဓမ္မတို့ ပထမဇောကြီးကြီးတယ်ဆိုတာပေါ်လာပြီ။ဟုတ်ပါဘူး။ gain ဒီပထမဇောကဘယ်နဲ့ကြောင့်သူကကတ္တိပါရီကြောင့်ကျေစုပြုနိုင်ပါလိမ့်မလဲ။မေးဖို့မလိုဘူး။ဟုတ်ပါဘူး။လူတယ်ဆိုတော့အင်းသူဒီကားလို့ဆိုလို့ရှိရင်ဖြင့်တတိထက်လို့ပဲလို့ပဲအဖြေအကြံပေးရမယ်။ဟုတ်ပါဘူး။တတိထက်လို့ပဲလို့အဖြေအကြံပေးပါတယ်ဓမ္မတို့။ဟုတ်ပါဘူး။အဲ့တော့ဒီ တရားဓမ္မတွေမှာနောက်ဘဝတုန်းကဒီလိုလဲသာသနာတွင်းကလည်းကျုံခဲ့ပုံကမရမရတော့ဘူးတဲ့ကိုပြုတ်ထားတဲ့အကုသိုလ်ကံတွေကဒီအလေဆုံးငါးချက်တွေကအကုသိုလ်လေဆုံးငါးချက်နောက်ဘဝများစွာကပေါ့ဗျာဒါတွေကနောက်ကလိုက်နေပဲဘူးလားလိုက်နေတော့ကြဒကာဓမ္မတွေမှာအပရာပရိယဆိုတဲ့အလေဆုံးငါးချက်ကံတွေကနောက်ကလိုက်အကုသိုလ်ကံတွေလိုက်နေတယ် လိုက်နေတဲ့တွေ့အခုခံပါဥမာတပုံထားတာလေအင်းတို့ကြောက်ရတာပဲအစိုးရပြောင်းလဲကောကြောက်ပါပါ